လှုပ်တင်တာအဲ့ဒီလိုလောက်မှာမိချိုးရမှာအတိုက်တွေကိုမိချိုးပါထွက်လာတဲ့လူပဲလိုက်တိုက်မနေပါနဲ့အချိန်ကုန်တယ်အင်းအဲ့တော့ဂူခဲမှာထောက်ကြည့်လိုက်ရင်ဘယ်နေရာဘာကြည့်လဲတိနေတာပဲဗျာဒီကြီးနာဘက်ကနေစာပြီးရေးတွေကြီးလာပြီဆိုတော့အရာဝီမြက်ကအော်ကြတော့မှာပေါ့ဗျာလွတ်ထားလိုက်ပါသူကိစ္စသူရှင်းလိုက်ပြီးသူပြီးသူနဲ့ရောအရင်လည်းလှည့်ကြည့်မင်းနဲ့အင်းအဲ့တော့ရေးပေးကြစေဆိုပြီးစစ်သားတွေမတုံးပါနဲ့ငရင်လှုပ်လို့လဲစစ်သားတွေမတုံးပါနဲ့သူကိစ္စသူလှုပ်လို့မစစ်သားတွေကိုစစ်တိုက်ခိုင်းပါအင်းစစ်တိုက်ပါ အာဆောင်နေတဲ့ရခိုင်တို့ဘာတို့လဲတိုက်ပါအဆောက်ထွန်းမြတ်နိုင်ဘုံမလေးလည်းပြောရတော့ရှေ့ပိုင်းမှာတော့အတော်လေးကိုညံ့ချင်းနေညံ့ချင်းခဲ့ပါဟုတ်ကဲ့ဗျာမင်းတရားကသူ့ဘက်မှာမျက်နှာသာပြေးလာဟုတ်ကဲ့ဗျာအဲကန်တရားကမျက်နှာသာပြေးလာမှာပြီးရှမ်းမြောက်မှာအရင်နေနေစဉ်ကာလမှာတော့ဟုတ်ကဲ့တရုတ်ရဲ့ပေါ်လစီကတက်ရှိပေါင်းရှောင်ခဲ့တယ်ဟုတ်ကဲ့ဗျာ ာမဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရဒီမှာဒီနေ့2025ခြောက်လပန်3ရက်နေ့မနေ့ကအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကမှာပထမဆုံးပြောမယ့်သတင်းကတော့စစ်ကောင်စီဖမ်းထားတဲ့ရန်ကန်ပြည်သူလူထုကိုစလီဥပအောင်စုမင်းစစ်ကြောရေးမှာကြက်ဆောင်တော်တွေဟုသတင်းတွေထွက်ပေါ်နေပါတယ်သူကတော့ဒီနုကူပန်အုတ်ချုပ်ခွဲရဒေသရန်ကန်မြို့နယ်ပြည်သူလူထုကိုစလီဥပအောင်စုမင်းဒီစစ်ကောင်စီဖမ်းဆီးခြင်းခံထားရပြီးတဲ့နောက်ပိုင်း9လကြာကြာတိတိသတင်းအစအနောက်ပြောနေပြီးယခုအခါမှာစစ်ကောင်စီစစ်ကြောရေး၌ဒေသဆောင်တော်ပြီဟုသတင်းတွေထွက်ပေါ်နေပါတယ် ဦးအောင်စုမင်းကလွန်ခဲ့တဲ့2024ခုနှစ်ကဒီအမ်ဘာလမှာပြည်ဦးလွန်နဲ့ဖန်စီချင်းခံထားရပြီးအဲ့ဒီအချိန်ကလေးကတရင်အစအနောက်ပြောင်းနေခြင်းဖြစ်ပါတယ်သူမျိုးဆွေပြောပြတာကတော့ဦးအောင်စုမင်းကရှောင်းတင်းနေရကနဲ့သူ့အမေနာရစ်ကို ပြန်ရင်းနဲ့အဖမ်းခံရတာ။အဖို့ထောင်မှလွတ်ကြလို့စုံစမ်းတော့လေသတင်းမရဘူးတဲ့။အခုကြမှစကြောရေးမှကြားဆောင်သွားပြီလို့သတင်းရပါတယ်ဟုဦးအောင်စုမင်းအေးမဲဆွေတူကပြောဆိုပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်မှာနိုင်ငံရေးအကျဉ်းသားဟောင်းတူပြောတာက ။ဥအောင်စုမင်းနဲ့ပတ်သက်တဲ့သတင်းကိုစစ်ကောင်စီအနေနဲ့တည်ကြည်ကြက်ကိုထုတ်ပြန်ပြဖို့လိုပါတဲ့အခုကဘေးကိုလက်လွတ်လိုက်ရမှန်းမသိဘူး။လက်နဲ့ချပြီးကြောက်နေပြီးတော့ကွန်လွန်ပြီးဆိုပြီးတော့ဒီဆိုပြီးတော့မှသတင်းတွေပြန်ကြရတယ်ဟုတ်။အာဒီချမ်ပီနေမှာနိုင်ငံအကြီးအသားဟောင်းတအုပ်ကပြောဆိုပါတယ်ဒါကတော့အာဦးအောင်စုမင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းတွေအစားနှုတ်မရှိဘူးဒါမှမဟုတ်လည်းအခုကကြားဆောင်တော့ပြီးတည်ဆောင်းတော့ပြီးလို့ကျွန်တော်တို့သတင်းတွေ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဒီသတင်းကိုအသေးစိတ်သိနေတဲ့လူရှိလို့ရှိရင်လည်းအာကွန်မန့်မှာလည်းရေးပေးကြပါအောင်နော်ဆိုတော့ဒီကတော့ကျွန်တော်တို့သတင်းတွေထွက်ထွက်နေတဲ့ဟာတိကျကိုလည်းပြောလို့မရသေးဘူးဒီကသေဆုံးပြီလားပေးဘလို့အချင်းနေရှိလေကြားမှာရေကောင်းလားမကောင်းဘူးလားဆိုတာကိုလည်းစက်ကောင်စီဘက်ကပြန်ကြည့်မရှိသေးဘူးဒီကထုတ်ပြန်ဖို့လိုအပ်တယ်ဆိုတာကိုနိုင်ငံရဲ့အကြီးအကဲတွေကပြောပြနေတဲ့အကြောင်းဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အမေကိုနာရေးဖြစ်နေတော့ပြင်ဦးလန်သွားတဲ့ချိန်မှာပန်းခံထားရတယ်လို့သိရှိရပါတယ်သူကတော့ အယုံငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက LND ကိုယ်စားလှယ်ပြုတ်ပေါ့နော်အာ2020ရွေးကောက်ပွဲအနိုင်ရခဲ့သူဖြစ်ပါတယ်သူကဦးအောင်စိုးမင်းဖြစ်ပါတယ်သူက2024ခုနှစ်မှာအဖမ်းခံရတာဖြစ်ပါတယ်နောက်တစ်ခုကရှမ်းပြည်နယ်ကနောင်ချုံမြို့နယ်အဆွေမှုဆွေမှုထော်ရေးရွာကိုအကျန်းဖက်စစ်တပ်ကဝန်ရော့စီးနှင်းကပြည်သူအချုပ်ကိုဖျက်ရွယ် TLA uniform ဝေပေးဝေပေးကတော့ဒဝရဖျက်လျက်ရှိကြောင်း ဒေသပြည်သူများကပြောဆိုပါဒီထက်မှာပြည်သူတွေက၄၅ဦးထက်မနည်းကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိကြရပါတယ်စစ်ကောင်စီကဘယ်လောက်ထိရုံမှလဲကြည့်အောင်ပြည်သူတွေကိုတည်ဆောင်းနေတာကိုအမျိုးသားတအုပ်ကိုအဝတ်အစားလေးလေးပေးပြီးတော့အမဒီလေရဲ့ uniform နဲ့ထားခဲ့တာဒီလိုမျိုးကိုတပ်ပေါင်းရက်ပြီးတော့ social media ပေါ်မှာလာတင်တာဒီလိုမျိုးကိုဝါရဖြန်းတာဒီထဲမှာကရွာထဲကလူတချို့ကိုပြစ်တက်ပြီးတော့ DLA uniform ဝေးပေးခဲ့တာဗါတဲ့ ရောသား45ရုပ်လုံးလဲဖမ်းသွားပါပြီကျွေးတွေနွားတွေပါဆွေးသွားတဲ့ခေတ်ပါတယ်ပြစ်သက်ခံရတဲ့သူတွေထဲမှာဖခင်နာရီကိုသူ့တံမှာကြူပြီးပြန်လာတဲ့ဒါတူရုပ်ပါ ပါပါလေလို့သိရှိရပါဒီသက်ခံတူကပြောဆိုပါတယ်ဒီဟာကတော့တော်လေးကိုဆူရနေတဲ့အချိန်မျိုးသူ့ရဲ့ဖခင်ကိုအာတော့ပြီးတော့ကြူနေတဲ့အချိန်မှာ သူ့သားကိုပါခုလိုမျိုးဒေဆုံးဒီပြစ်သက်ခံခံခဲ့ရတဲ့ ဲ့ဒါအပြင်နောက်တစ်ဖက်မှာလည်းကျွန်တော်တို့ PDF တွေကိုလစ်ပီပေါင်းနဲ့လာပီတက်ခတ်နေတဲ့ယာအိမ်မှုကိုတူလိုင်းတက်ဖွဲ့တွေကပြန်ပြီးတော့ဆိုထက်လဲလို့မသာပို့တော့ပြီးတော့သိရှိရပါတယ်ဒါကတော့ပကိုးတန်းအောက်ဖို့မြို့နေတွင် PDF များကိုလစ်ပီပေါင်းပြန်လာရောက်ပြစ်ကတ်ပြစ်သွန်းတက်ခတ်သည့်ထမ်းပင်ကုန်းယွာယာအိမ်မှုအမိုးခံပြန်လေပြက်ကခံရပြီးတော့သေဆုံးသွားပြီလို့သိရှိရပါတယ်။ဒါကတော့တရားဝတီခရံတရင်3800နင့်ကတခွေလေးမြို့ပြောကြားတက်ဖွဲ့မှာ အတူလိုင်းရဖို့တွေကစိုးထက်လာတာဖြစ်ပါတယ်။ဒီဟာကရွံလက်တရက်နဲ့ညနေ6နာရီ15မိနစ်ခန့်တွင်အော့ဖို့မြော့နေအာတင်မြော့ရွာအခြေဆက်တဲ့ခလရ6မှာတက်ခွာလာတဲ့ဘန်းပြေကောင်ဂျေးရွာရအိမ်မူအောင်မိုးခန့်ဒီချောင်းခွချောင်းခွဂေးရွာမနော်ဆိုတော့ဒီနဲ့အာတရက်နှစ်ဖြားလိန်ရွာအကြာမှာရှိတဲ့လမ်းပန်းတွင်တရားဝတီခရံတရင်3800နေတက်ခွေလေးမေအော့ပြောကြားတက်ဖွဲ့ရေးပုံများကလက်ပြပုံပြန့် လေအရေးပုံများကိုလေးပြောင်းပြန်ပြစ်တွန်းတက်ခိုက်ခဲ့ခြင်းပြစ်တောင်းသိရှိရပါဒါကတော့ဒီထဲမှာပြင်ပြီးတော့လာပြီးတော့အာယာယီမှုကိုကျွန်တော်တိုလိုင်းတက်ဖွဲ့ကဆိုထစ်လိုက်လို့ပြန်ပြီးတော့တည်ဆုံးသွားပြီလို့သိရှိရပါတယ်နောက်တစ်ခုသတင်းကမကွေးတိုင်းပကုတ်ကူမြော့နယ်စီမင်းကန်ကြီးရော့တို့လာရော့ဒီဘီဆိုတီကနစီကိုကြက်ဖြတ်တက်ခိုက်ခဲ့ရမှာဘီဆိုတီလေးဦးတည်ဆုံးပြီးလက်နဲ့နဲ့လက်သင်းစီရရှိခဲ့ကြောင်းပကုတ်ကူမြော့နယ်ပြည်သူ့ကကိုရဲ့အဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာကရွမ်းလာ ပြင်းနဲ့နည်းနည်းရှင်းနာရေခန့်ကပောက်ကုမြော့မှာစီမင်းကန်ကြေးရွာကဲစကန်၌တာဝန်ပြောင်းလဲရန်လာသောအကျန်းဖက်စစ်တပ်လက်အောက်ခံပြည်စိုးတီခေါင်းဆောင်ပါတဲ့ညာရှိဦးစီနင်းလိုက်ပါလာတဲ့ကားနှစီကိုကျွန်တော်ပြည်သူကကိုရေးတက်ဖို့တွေကဝမ်းပြီးတော့ဆုံထွက်လာတာမဒူကားနှစီနဲ့ထွက်လာတာပါလို့သိရှိရပါတယ်။ဒါကတော့ဝမ်းပြီးတဲ့အချိန်ကားနှစီစလုံးကထိုးရက်သွားတယ်။ကျန်တဲ့၄ဦးကတော့ပြပီးသွားတာပါ။ဆိုတော့ကားတွေကညက်သွားတော့ယူခဲ့လို့မရဘူး။ ဝမ်းပြကြတော့ကာကာပြတ်သွားတာကျန်တဲ့ပြီးစိုးထီလက်ဦးကထက်ပြီးလွတ်မြောက်သွားတာစင်မင်းကန်ကဲစခန်းကနဲ့လေမင်းတယ်လို့သိရှိရပါတရားကမိုးကလည်းယွာနေတော့ အာဂါရီကိုမိမရှုရဘူးလို့သိရှိရပါတယ်ဒီမနေ့တော့အာစီမင်းကန်ကစ်ကိုအင်အား80လောက်တူးချက်ထားတယ်လို့သိရှိရပါတယ်ဒီအားကတော့စက်ကောင်စီတပ်ဖွဲ့ဝင်တွေလက်အောက်ခံကဘီဆိုတီရဖြစ်ပါတယ်ဘီဆိုတီကဘလောက်တိစုလဲဆိုတော့အားလုံးသိပြီးတဲ့အတိုင်းပဲငပုတ်ကိုလေးတွေဂျာလေးကြည့်လာငပုတ်တွေမီနဲ့မီတာနဲ့ဘီဆိုတီဘလောက်တွေစုမလဲဆိုတော့ကိုအာအားလုံးတက်ပြီးတော့သိနိုင်ပါတယ်နောက်တစ်ခုသတင်းကစကန်တန်မော်ယော်မြို့တွင်အရေးဝက်ပြန်ပြည်သူပန်ကားများထံမှစက်ကြီးကုန်းနေသောအကျန်းဖက်စက်ကောင်စီတပ်သား2ဦးကိုပြစ်ခတ်တက်ခတ်ရမှာ2ဦးလုံးတေ ိမ်ဆောင်သွားခဲ့ကြောင်းဒပွန်နစ်အာမင်အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါဒီဟာကတော့မော်ယော်မြို့အထက်ကတိစာသိမ်ကျောင်းကနေထွက်လာတဲ့ပြည်သူပန်ကားတွေကိုကောသွဲစုဆက်ကြီးကုန်နေတဲ့စစ်ကောင်စီတပ်သားနှစ်အကောင်ကိုကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့အနင်းကန်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ငကောင်လုံးကနေရာမှာပဲပွဲချင်းပြီးတိုက်ဆုံသွားခဲ့ပါတယ်။ဒီလိုမျိုးခုချိန်မှာစစ်ကောင်စီကဘူးပြီးတော့ဆိုးလာမှာဘာလို့လဲဆိုလို့ရှိရင်သူတို့အပဖြစ်တဲ့မြေအွန်လိုင်းကလန်စင်မဲ့ ကားတွေစံကြီးတွေကိုဖမ်းမယ်ဆိုပြီးတော့လုံနေတဲ့ချိန်မှာနင်းအမျိုးမျိုးနဲ့ပြည်သူတွေကိုဒုက္ခတွေပေးလာတော့မှာကျွန်တော်တချို့တွေတွေ့လဲတွေ့ရလဲရပါတယ်ဒီလန်စင်မိကားတွေကိုလည်းဖမ်းမယ်ရောပြောတော့အခုတိုးထင်းမှာကားတွေပါဒုက္ခနေရတဲ့ချိန်မျိုးအထိကိုကျွန်တော်မြင်တွေ့ရပါတယ်ဒါကအချိန်မျိုးတစ်ခုစက်ကောင်စီမြောင်းလန်ကထုတ်ပြန်လိုက်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့နော်နောက်တစ်ခုသတင်းကတော့အခုချိန်မှာဘူချောင်းဟောင်းမြလောင်းဝကောတောကတွေရောက်နေကြပြီ။ဘာလို့လဲဆိုလို့ရှိရင်ချိုထက်အောင် ပြစ်ခတ်ခံရပြီးတဲ့နောက်မှာအခုဒီချိန်မှာလောကကိုနေစရာလောင်ချောင်းမရှိတော့ဘူးဆိုတော့ကိုသူတို့အလက်လောက်လာရောက်လာတော့မယ်ဆိုပြီးတော့မျက်ခေါင်းလွတ်နေကြပြီဒါကဘယ်လိုတွေဖြစ်နေကြတယ်လဲဆိုလို့ရှိရင်တော့ဘူချောဟောင်းများနဲ့မိသားစုအများလောကြံခံရမယ်ဆိုရင်ရဲ့နေရပြောင်းဆွဲလက်ဝက်နေထိုင်ချက်တဲ့အပြင်တက်တော်ဆောင်အဖွဲ့များငားရမ်းခြင်းနဲ့ခွဲပြုတ်ချက်တောင်းလက်နက်ကန်ဆောင်မှုများလုံးဆောင်နေပါလေဒါကတတော်လေးကိုကြောက်နေကြပါတယ်ဟိုဒီနေ့ကမန်တေးကဗန်ဒန်ရဲ့အရာရှိချုပ်ဦးသိန်းအောင်နဲ့ဘူမူချု အောင်သွန်တို့ပြည့်ခန့်ရပြီးတဲ့နောက်မှာအာလုံးကရန်ကုန်ကနေနေပြည်တော်ကိုပြောင်းဆွနေကြပါတယ်။နှစ်နှစ်လောက်ကြာမှကျွန်တော်လောင်ချောင်ရေးပြန်ကြည့်သွားပြီးဆိုပြီးတော့ပြန်ပြီးတော့ရန်ကုန်ကိုလာနေကြပါတယ်။အခုချိန်မှာဘုံမှုချိုချိုထက်အောင်ဘုံမှုချိုချိုထက်အောင်ပြန်ပြီးတော့ပြည့်ခန့်ရပြီးတဲ့နောက်မှာအာလုံးကလောင်ချောင်ရေးပြန်ဆူရင်ရပြီးတော့နေပြည်တော်ကိုပြန်ဆွတ်လာကြတယ်လို့သိရှိရပါတယ်။ဒီဟာကိုရန်ကုန်လက်ဆောင်တွေမှာမနေကြတော့ဘူးလို့နေပြည်တော်စစ်ဖက်သတင်းရင်းမြစ်တွေကလည်းသိရှိရပါတယ်။တတော်များကတော့ အခုချိန်အိမ်မှာအရင်တက်မှာနေတဲ့တုန်းက နေခဲ့တုန်းကလက်အောင်ညီသားတွေအဟောင်းတွေကို အင်းတွေမှာခိုထားတဲ့ခိုထားတဲ့အချင်းကိုညှော့နေကြပြီတက်တော်ဆောင်ပုံစံခိုထားတယ်အခုနောက်ဆုံးတော့တက်မတော်စီမှာခွင့်ပြုချက်တင်ပြီးတော့လက်နဲ့ခေရန်ကန်ဆောင်ကြတယ်ဘူးလက်လက်ဆွေဆိုရင်အခုသူ့အတွေ့တင်မဟုတ်ပဲနဲ့သူ့အိမ်မှာနေတဲ့လုံချုံရစ်ပါလက်နဲ့တတ်ထားတယ်ဟုတ်နေပြီးတော့စစ်ဖက်တရရင်ပဲကပြောဆိုပါတယ်ဘူးလက်လက်ဆွေအာချောင်းနေတဲ့ကောင်ကအဲ့လောက်ထိကိုကြောက်နေကြတာနော်အဲကျွန်တော်တို့ပြည်သူအတွေ့လုံမယ်ဆိုတဲ့ကောင်တွေကအမှသူတို့ရဲ့အာ အသက်တွေပါစိုးရင်ရတဲ့အခြေအနေမျိုးဖြစ်နေရပြီ။တရားကအခုချိန်မှာသူတို့တွေကဘယ်လိုလဲလောက်မလဲ။ဒီပါတီကလည်းထောင်ထောင်ချင်တယ်ပါတီကိုလည်းပါဝင်ချင်တယ်ပြီးသူအတွက်လည်းလောက်မယ်ဆိုပြီးတော့အခုချိန်မှာသူတို့ရဲ့အင်ခဲပါလောက်မကောလောင်ချောင်းမရှိတော့ဘူး။တော်တဲ့ကောကြောက်နေကြပြီ။ဒါအပြင်ဦးသိန်းစုအာဦးစုသိန်းရဲ့တားဖြစ်သူကရန်ကုန်မှာပြီးသူတွေကိုသူ့အဖေနဲ့သူ့ကိုနာမည်ဖျက်လို့ဆိုပြီးတော့ဆက်သွေးရေးဥပဒေ အာယိုကျဲသိန်းထောင်ချီလူချင်းလို့တရားတရူလို့အဖြစ်ရာဆွေးထားတဲ့အမှုတွေကိုအများကြီးပဲအဲ့ဒါကိုအမှုရောင်းချင်းတွေမှာလည်းမလာတော့ဘူးသူ့ကိုလောပြန်မှာကြောက်လို့ဆိုပြီးတော့မီဒီယာအကောင်စီမှာအတွင်းရင်မှုလုံးနေတာလည်းမလာတော့ဘူးလို့သိရပါတယ်အခုချိန်မှာသုသင်းသုသင်းသားဖြစ်သူ HNE တရားဆွေးဆိုမှုကိုရင်းဆန်နေရသောအာ ပန်းမေတံပန်းမေတံမှာပြည်သူတို့ကပြောဆိုပါတယ်ဒီလိုမျိုးကိုသူတို့ရဲ့ချင်းချောမှုနဲ့ပြည်သူဒုက္ခရောက်နေကြတော့မှသူတို့တွေဘယ်လိုလဲမလုံးဝကိုမလာတော့ပါဘူးမလာရေးတော့ပါဘူးเนาะဒီဟာကတော့လုံးဝကိုကောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်ပြည်သူတွေကိုနေ့မျိုးမျိုးနဲ့ဒုက္ခပေးနေတဲ့လူတွေကိုဒီလိုမျိုးကိုအာတိုးကတော့ရောက်လာအောင်လောပေးနေတာကလုံးဝကိုအရေးစရာအကောင်းပါဒီဟာကတော့ဒရင်းကောင်းတစ်ခုပေါ့เนาะဆိုတော့ဒီဟာကဆိုတော့နောက်တစ်ခုဒရင်းကတော့ဘာလဲဆိုလို့ရှိရင်စက်အာနာသိပြီးတဲ့နောက်မှာ လူငင်မြတ်ကိုအတင်းအကျပ်ကိုစစ်မှုထမ်းခိုင်းနေသည့်မြန်မာစစ်ကောင်စီကို RCC တရားရုံးသို့လွေပြောင်းရန် Fortified Right က Fortified Rights က ILO မြလာခံသို့တောင်းဆိုထားပါတယ်ဒါကတော့အာမြန်မာစစ်ကောင်စီကအခြေခံအလို့အသမားတွေအခွင့်အရေးအတွေကိုစနစ်တကျကိုငြင်းပေနေပါတယ် ILO အဖွဲ့နွယ်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့ချိုးဖောက်မှုတွေကိုအရေးယူရအရေးယူရပါမယ် မြန်မာစစ်ကောင်စီကိုအပြုအပြုအပြပြဆန်ရပါဘာပြပြဆန်ရရေဝဲခုံရော့ ICC ကိုလွေပြောင်းပေးပြီးတော့ပြပရောမြန်မာလုံသမာသမဂတွေနဲ့အလုံးသမားတွေအဖွဲ့အစည်းတွေကိုပန်ပိုပန်ပိုမှုဘောနော်ပန်ပိုကူညီရပါလိမ့်မယ်ဟုအာဖော်ရီပါရိုက် မာအကြီးအတန်းရှိကရှိနေကရှိနေကအာဒီလိုမျိုးတောင်းဆိုထားတာဖြစ်ပါတယ်ဒါကတော့လုံးဝကိုကောင်းတဲ့သတင်းကောင်းဖြစ်ပါတယ်ဒီလိုမျိုးကိုလွတ်နိုင်တယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့အတွက်လည်း IMS ဖြစ်တယ်လို့ကျွန်တော်တို့ပြည်သူတွေအလို့သမားတွေအတွက်လည်းအာရာကသတင်းကောင်းတစ်ခုဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုသတင်းကတော့အခုတလောမှာမိုးကြီးပြီးတော့ခချီပြည်နယ်မှာကရင်ပြည်နယ်မှာချင်းပြည်နယ်မှာမိုးအရန်ကိုကြီးနေတဲ့အတွက်မိုးအရန်ကိုသေးနေတဲ့အတွက်ကြောင့်မိုးရွာချင်းညောကလေးတတိုလေးကိုကြာနေပြီအဲ့ဒါကြောင့်မလို့ရေကတဖြည်းဖြည်းနဲ့တက်လာလို့တော့ အခုမင်းထိတ်မှာဆိုလို့ရှိရင်လောဘကိုအာမင်းရဲ့အနေနာမှာရှိနေတဲ့အာရွာလို့ဆိုလို့ရှိရင်နေလို့မရတော့ဘူးလို့သိရှိရပါတယ်ကချီပြည်နယ်မှာမင်းကျနာဘရန်နဲ့အခုအရာဝတီမြွင့်ရေကစိုးရင်ရတဲ့အမတ်အမတ်ထက်ကိုဂျိုလန်တော့ပြီးအာတပေခွေးခန့်ကိုမင်းတက်မယ်ဟုအာမိုးရလတ်သတိပေးရေပေးဒုက္ခတဲ့အများအပြားရှိနေပြီးတော့ကေစီရဲ့မလုံလောက်ဘူးလို့သိရှိရပါတယ်မင်းကျနာမှာရှိနေတဲ့အာပီသူတွေဒုက္ခရောက်နေကြပြီး ကိုခရင်ပြည်နယ်မြို့ဝတီမြို့နယ်ဖြစ်မှာခထမ်းမြေမှာနေဆက်မှာဆိုလို့ရှိရင်မူကြီးပြီးတော့လမ်းတွေပျက်စီးအာကားရီလေးမျောပါသွားတဲ့အခြေအနေမျိုးတစ်ခုရှိနေတယ်ဆိုတော့ညာကအခုချိန်ထက်ပြီးတော့လေဖြစ်လာနေတယ်ပေါ့နော်မိုးကမတက်ဘူးဆိုလို့ရှိရင်ဖြစ်ပြီးတော့ပြင်ပြီးတော့အာရေကတက်လာမိကတက်လာနေတဲ့အခြေအနေမျိုးဖြစ်တယ်ချောင်းရေတွေကလည်းမြေပြုံမှုတွေလည်းဖြစ်နေတယ်ပြည်သူတွေအာတတိထကြပါနေရတဲ့အခုနေရတဲ့နေရာကလောင်ချုံလာမလောင်ချုံဘူးလားပြည်ရင်မြေပြတ်မှာလဲစိုးရင်ရတဲ့အခြေအနေမျိုးရှိနေတယ်တော်တော်လေးမိုးရွာတယ်ဆိုလို့ရှိရင် အရန်ကိုမွေးယူရခြင်းကရလာတယ်ဆိုလို့ရှိရင်မြပြတ်မှာဆိုလို့အခုငလင်ပေးကနေအာထိခတ်မှုတွေ OAR တက်တွေက ချိခတ်မှုတွေနည်းနည်းပါကောင်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေအနေနဲ့သတိထားဖို့လိုပါတယ်ဒီအကအခုချိန်မှာဖြစ်ခင်ကလေးကဒူပြီးတော့သတိထားပြီးတော့နေမယ်ဆိုလို့ရှိရင်ပြီးပြီးတော့အဆင်ပြေတယ်။အခုချိန်မှာရေကတဖြည်းဖြည်းနဲ့တက်လာတယ်။မိုးကအရန်ကိုဒေးလာတဲ့အတွက်ကြောင့်ပေါ့နော်။အခုချိန်မှာမိုးတွေသေးပြီးရေတွေကြီးတယ်။မင်းတွေတက်နေတဲ့အချိန်မှာပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာဆက်တက်လော်ဘီတပူတစ်ဖွဲ့ကဘယ်လိုတွေပြောဆိုနေကြလဲ။ရွတ်တပ်ဖန်တစ်ခုကိုစူးစောင်းတပေးထားရှိပါကျွန်တော်လည်းအတူတစ်ချက်တော့ကြည့်ကြည့်အောင်။မင်္ဂလာပါ။ကျုံနာမယ်ဥသွဲပါ။ပြော။ မြကြီးနာဘက်ကနေစာပြီးရေတွေကြီးလာပြီဆိုတော့တရားဝီမြက်ကအော်ကြတော့မှာပေါ့ဗျာဒုက္ခတွေဒုက္ခတွေလွတ်ထားလိုက်ပါသူကိစ္စသူရှင်းလိုက်ပြီးသူပြီးသူနဲ့ရောအရင်လဲလှည့်ကြည့်မင်းနဲ့အဲ့တော့ရေပေးကြစေကြီးဆိုပြီးစစ်သားတွေမတုံးပါနဲ့စစ်သားတွေစစ်တိုက်ခိုင်းပါဟုတ်တယ်နော်ငရင်လှုပ်လို့လဲစစ်သားတွေမတုံးပါနဲ့သူကိစ္စသူလှုပ်လို့မစစ်သားတွေကိုစစ်တိုက်ခိုင်းပါအင်းစစ်တိုက်ပါအာဆောင်နေတဲ့ရခိုင်တို့ဘာတို့လဲတိုက်ပါ အဆောက်ဖုံးမြတ်နိုင်ဟမ်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့စစ်သားတွေစစ်တပ်သားပဲကောင်းပါလားသူတို့လည်းလူတွေပဲပြည်သူဆိုလည်းလူပဲစစ်သားလည်းလူပဲအဲ့တော့သူတို့ရဲ့ကိစ္စသူတို့နေမှုထိုင်မှုသူတို့ကိစ္စသူတို့ပဲလုပ်ပါစေနော်အဲ့တော့အာရခတတ်တော်ကြီးကနေရခိုင်ပြည်ဟမ်ရခိုင်နိုင်ငံတော်ကြီးထောင်မယ်ဆောက်ယူတယ်ရခိုင်နေဘလောက်အားလဲခင်ဗျားတို့သိလားဟမ်ပင်လေကန်းစားနေပင်လေကြီး တင်မောကြီးမောက်တာလို့ဘာလို့လဲပြီးပါရစီပြီးပါရမျောလာပြီးကန့်ကတ်တော့အဲ့ဒီဟာမှာပညာရှိဆုံးရခိုင်ပေါ့ဗျတကြီးပေါ့ဟဲ့ဘာလို့လဲဆိုဟာတီးရတဲ့ဓာတ်စီဆိုစားမြအောင်ဒါရီကလာဟာဒီကတွန်းပလိုက်ငါတို့ပြီးပါရယူမယ်အဲ့ကြတော့ဘာဖြစ်လဲဆိုတော့အဲ့ထက်မှာဘောလုံးတစ်လုံးပါလာရေထဲမှာလှုပ်စီလှုပ်စီဆိုဟာဘာကောင်းလဲမသိဝိုင်းတာဝိုင်းတာမလို့စင်းနဲ့အဲ့တော့အမဲဆုံးတကြီးပေါ့ကွာ တခါတော့ဝလုံးနဲ့ပြေးရဒုံးသူရေထဲမှာဆိုဘောလုံးရခုံဟိုးပတ်ပြေးနေရတာအဲ့လောက်အားရရခိုင်ရရခိုင်ပြီးထောင်းမယ်ဟာရည်စရာဆိုကားတော့ရခိုင်ပြောချင်ပါဆိုကားတော့ဒီကခါကျင်အုံထဲကထွက်လာတဲ့ခါကျင်လေးတို့ပဲလိုက်ပြီးတော့မတတ်ပါနဲ့ခါကျင်အုံကြီးကိုမိချိုးလိုက်ပါအဲ့ဒါဆိုအထဲထဲမှာရှိတဲ့အကောင်ပေါက်လေးတွေဥတွေအကောင်ကြီးတွေပါအကုန်သေးသွားလိမ့်မယ် လှုပ်တင်တာအဲ့ဒီလိုလောရမှာမိချို့ရမှာအတိုက်တွေကိုမိချို့ပါထွက်လာတဲ့လူပဲလိုက်တိုက်မနေပါနဲ့အချိန်ကုန်တယ်အင်းအဲ့တော့ဂူခဲမှာထောက်ကြည့်လိုက်ဘယ်နေရာဘာကြည့်လဲတိနေတာပဲဗျာပြီးတော့စစ်သားတွေတိုက်ရောက်ပြီဆိုလဲ10မျိုး10ပေါင်းလှုပ်ဆိုပြီးတော့မှတခါတည်းဘာမို့လဲဒီပြီးသူဆိုတဲ့လူတွေကိုပဲတတ်ကြည့်အတွက်ပြီးရောင်းပြီးချော်စီနဲ့တကယ်တော့ကုတရစစ်သားတွေကြတော့အဲ့ဈေးနဲ့ပြန်ဝယ်စားလို့မရဘူးဟုတ်လားတာတူတွေမွေးတယ်အကောင်တွေမွေးတယ်ပြီးတော့ဒီပြီးသူ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 နဲ့ ဓာရင်းနဲ့ပဲပြီးနေတယ်မလိုအပ်ပါဘူးစစ်တိုက်ပါစစ်သားစစ်တိုက်ပါစစ်သားတွေအရေးရှိကြည့်အောင်တင်တန်းနေပေးပါစိတ်တက်တွေတက်ကြွအောင်လုပ်ပေးပါဟွန်းနားကျင်ခဏဖြုတ်နားတိုက်ဟာအဲ့လိုမျိုးဖြစ်ရမှာအခုတော့ဘယ်မှာဖြစ်ဖြစ်ခံလိုက်ရပြီကြာဆုံးသွားပြီဆိုတော့တို့တို့ရင်ထဲမှာနားတယ်ဗျစစ်သားတွေမကြားဘူးတဲ့ဟာတွေအဲ့တော့တတ်မတော်ရှိလို့ဒီစကားကိုပြောမိတာဆဲကျင်တဲ့ကောင်ဆဲပါကျွန်တော်ပြန်မဆဲဘူးအကောက်ပိတ်သွားတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲ သူတို့ဒီကောင်ကဖင်ရတာဗောနော်အခုချိန်မှာပြည်သူရေရဲကြည်လာတယ်ပြည်သူတွေကိုပြည်သူပဲကြည်ပါစေဆိုပြီးတော့စစ်တပ်ဆရာတိုက်ပါဆိုပြီးပြောနေတာဘေတုံးကမှကျွန်တော်တို့ပြည်သူတွေကိုစစ်တပ်ကကြီးထောက်လာမျိုးကြီးစီအောင်မလုပ်ပါဘူးသူတို့အနေနဲ့မဲ့ဝန်ထမ်းတွေကိုကြီးဖို့နေနေတာသူတို့ချင်းချင်းတော့မကြီးကြဘူးထွက်ပြီးပြီးနေကြတာသူတို့ချင်းချင်းတော့မကူငင်တဲ့လူတွေကပြည်သူဘယ်လိုကူငင်မလဲဖင်ရပြီးတော့ပြောတာအဲ့ဒါအပြင်ပြည်သူရခိုင်ပြည်သူတွေကိုပါအကောင်းဆုံးကိုစူကားတယ် ရိယခန်တွေကိုမင်းရှုပလိုက်ပါတဲ့အကောင်လုံးအအုပ်တွေကိုပါအကောင်လုံးကိုရှုပ်လိုက်ပါဆိုတဲ့ဟာကအခုကိုဝန်ဆောင်သေးတွေပြီးသူလေအားလုံးကိုတက်ဖြတ်ခန်းစီကျင်တာဒီစစ်တပ်လက်အုပ်ခန်းရကစစ်ထွက်လို့သိရတယ်စစ်ထွက်ရာထူးကဘယ်ကစင်းလို့တော့မသိဘူးတက်ကြတော့ရရင်ရမှာဒီကောင်ကစစ်တပ်ထိမှဆိုလို့ရှိရင်အယူတဲ့အားတဲ့လူကဒီလိုအစစ်မျိုးကိုရနိုင်တယ်ဆိုတော့ပြောချင်တာကရခိုင်ပြည်သူတွေမကဘူးတခြားဒီလိုမျိုးကိုလောက်ခန်းတဲ့အာ ဒီလိုမျိုးစစ်တပ်ထဲကနေထွက်လာတဲ့လူကဒီလိုမျိုးစကားတွေပြောလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေကိုဘလူတွေတက်ဖြတ်ဖို့အတွက်စစ်တပ်ထဲကလူတွေကမိပေးမလဲအခုအချိန်ထိပြည်သူတွေဥအင်တွေကိုအမင်းနဲ့မင်းရှို့ဖျက်ဆီးနေတာပြည်သူတွေကိုမင်းရှို့တက်ဖြတ်နေတာကသူတို့ရဲ့စက်ထဲကနေဒင်ပေးလာတဲ့အကိုဒီကောင်ကထွက်လာပြီးတော့ပြောနေတာဖြစ်ပါတယ်ဒီလိုမျိုးကိုတက်ထဲကနေပြောလာတာအခုပြောချင်ပြောနေတာကရခိုင်ဥတွေကိုအကုန်လုံးဥတွေအကုန်လုံးအထေးကဟာတွေအကုန်လုံးကို ဟာမင်းရှုပြလိုက်အကုန်လုံးကိုတက်ပြလိုက်လို့ပြောတာ။ဦးကင်းမှာထုတ်ကြည့်လိုက်ဘေးနေရမှာဘေးနေရမှာလူအစုလူဝေးမြလဲဆိုတဲ့သဘောမျိုးနဲ့ကိုပြောတာ။ညာကဘယ်လောက်ထိယူမှာလဲ။ပြီးရင်ရခိုင်တွေယူတဲ့အားတဲ့ဘိုက်ကဘာတန်ငယ်ထောင်းမလဲဆိုပြီးတော့လာပြီးတော့ချင်းချောင်းတွေသူတို့နိုင်ငံထောင်းတွေမထောင်းဘူးဆိုတာကသူတို့နိုင်ငံထောင်းမေးလို့မပြောသေးဘူးနော်။မင်းတို့တွေကြောက်နေလို့သားဥက္ကဋ္ဌရတွေရှော့အောင်နေကြတာ။အခုချိန်မှာပြည်သူတွေကိုတက်ဖြတ်ခန်းနေတဲ့လော်ဘီတွေကမကောက်ဒီကောင်ကပိုဆိုးနေပြီ နော်ပိုးစုံနေပြီးကလေးဥတွေပါအကုန်လုံးကိုပြီးသူအားလုံးကိုစကန်ပြီးသူတွေကိုအားလုံးကိုဆိုကားနေတာဒီဟာကနော်ဆိုတော့ဒီကောင်ကိုတွေ့တဲ့နေရာမှာဆိုထက်ပလိုက်တော့ဒီဟာကဒီကောင်ကတော့စစ်တပ်တွေကထွက်လာတဲ့ယာအငေးအဗာလဲငေးစားလို့သိရပါတယ်ငေးစားယာထုကဘယ်လောက်ဘယ်လောက်လဲမသိဘူးနော်ဒီကောင်ကတော့နောက်တစ်ခုဗီဒီယိုပြင်ပြီးတော့ကြည့်အောင်ပါဒုံဆန်းစုကြည်နဲ့အလွတ်လာရင်ဘာကြီးဆိုပြီးတော့သုံးတက်နေကြတယ် ကဲကိုမျိုးဝင်ဒီတခါတော့ခမရဒေါ်အောင်ဆန်းစုကြည်နေရမှာခဏလေးနေကြည့်ပေးပါဦးသူယူနေတာတော့အတင်းကြည်နေရမှာဒီကဒေါ်အောင်ဆန်းစုကြည်နေရမှာပေါ့ဒီအပိုင်းမှာကလည်းသူလွန်ကျင်းနဲ့လွတ်ချင်းမလွတ်ချင်းတအားဟော့နေတာပေါ့ဟုတ်ကဲ့အဲ့တော့လွန်ကျင်းနဲ့သူလွတ်လာပြီခမရဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီဇာနေစင်းသမားတယောက်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီအဲ့ဒီအချိန်မှာဇာနေစင်းသမားကဒေါ်အောင်ဆန်းစုကြည်ကိုမေးပြီပေါ့ဗျာ အမေအခုလက်ရှိ NUG အစိုးရအပေါ်မှာ အမေအနေနဲ့ဘယ်လိုမြင်ပါသလဲဆိုရင်ခမရသာဒေါအောင်ဆန်းစုကြည်ဆိုရင်ဘယ်လိုဖြစ်ရဒေါအောင်ဆန်းစုကြည်နေရာကသူ့ရဲ့တမိုင်းကြောင်းလေးတွေပြန်ပြီးတော့လေ့လာပြီးတော့ပြန်ဖြည့်ကြည့်ရရင်တော့ NUG အစိုးရရဲ့လူဆောင်ချက်တွေနဲ့သူ့အတွက်လုပ်တယ်လို့ယူဆပြီးတော့ဖြည့်ရမယ်လို့ရှိရင်အင်ဂျီအစိုးရကစေအစိုးရကိုတော်လှန်တာဖြစ်တဲ့အတွက် ်မှန်ကန်ပါတယ်ဒါပေမဲ့ကျမအနေနဲ့အကျန့်ဖက်လေးတက်နေရဲ့ဒီစားဒီလိုသဘောမတူပါဘူးလို့ကိုလိုရုံးနေဖြေပါမယ်အဲ့လိုဖြေလိမ့်မယ်လို့ယူဆတယ်ဟုတ်ကဲ့ဒါကသူ့နေရာမှာခမရကဝင်လိုက်တာဟုတ်ကဲ့တကယ်လို့ခမရသာဒေါ်ဆန်းသူကြီးကိုပြောရေးဆိုခြင်းရှိတဲ့ပုံကိုတယောက်ဖြစ်မယ်ဆိုရင်ဘလို့ဖြေမျိုးဖြေလိုက်ပါလို့ခမရတိုက်တွန်းတယ်အန်ယူဂျီအစိုးရကိုအမေအနေနဲ့လက်သင့်ခံပါသလားအန်ယူဂျီအစိုးရရဲ့ မင်းအမျိုးမျိုးနဲ့ဒီကောင်ကိုထောင်ထည့်ပေါ့နေတာလဲလို့များမေးခဲ့ရင်ခမရလေဒေါ်စုကိုပြောရေးဆိုခွင့်ရတဲ့စကားအောင်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မယ်ဆိုရင်ဘလို့စကားမျိုးတော့ဖြေလိုက်ပါလို့ပြောတယ်ကျွန်တော်အကြံဉာဏ်တွေကတော့ကြာသူတို့အတွက်သုံးချနေရဖြစ်သွား။ဘာပဲပြောပြောဒါတိထားတာလည်းမမှားဘူးပေါ့ဗျ။အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အကြံပေးရရင်တော့ဒီသူတို့ ပြောတဲ့စကားလုံးအတိုင်းပေါ့ဗျာဟုတ်ကဲ့အဲပြည်သူထောက်ခံတဲ့ပြည်သူအစုအစည်းကနေပြီးတော့အာဏာကိုမတရားတဖြင့်ရယူထားတဲ့စစ်ဆူရကိုစန့်ကျင်ပုံကံမှုအတွက်တော်လှန်မှုအတွက် NUG ဖွဲ့စည်းတာကိုလက်ခံပါတယ်ထောက်ခံပါတယ်ဟုတ်ကဲ့ခုနပြောတဲ့စကားမျိုးလိုပဲသို့တော့ဒါနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေတဲ့စိတ်ဒေါသမထိန်နိုင်တဲ့ NUG NUG လက်အောက်ခံ PDF တွေရဲ့ဟိုအကြမ်းဖက်တပ်ဖြတ်မှုအချို့ကိုလည်းလက်မခံနိုင်ဘူးဟုတ်ကဲ့ ဒီလိုပဲဖြစ်နေမှာဟုတ်ကဲ့ဒီအစိုးရတည့်ရလို့သူတို့ကသူတတ်မှတ်ထားတဲ့ NUG ကိုတော့တိန်လိုက်ဖို့လို့တရှိနေဖို့လို့တော့ဒါဒီကိုသူ့အနေနဲ့ဘာမှပြောလိမ့်မယ်မဟုတ်ဘူးလို့ခင်ဗျားထင်တယ်မပြောတော့ဘူးဟုတ်ကဲ့ဗျအဲ့ဒါရောဘာကြောင့်လို့ဖြစ်မလဲသူ့တည်းကျောကျောဟာနောက်ကန်ဘက်ကောင်ကြီးပျောက်သွားမှာဟုတ်ကဲ့ဒီလုံးကကျောဟာနောက်ကန်ပေါ့ဟုတ်ကဲ့ပါအင်အားစုကြီးတစ်ခုလုံးပျောက်သွားတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်နောက်တော့ကအခုလက်ရှိ တမ်းမြင်မှာဖြစ်နေတဲ့စီရေးအခြေအနေနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့ရွှေပါကြီးရဲ့အခြေအနေအရဘယ်လိုအခြေအနေမျိုးရောက်လာပြီလို့ခင်ဗျားထင်တယ်။ဟောထိပ်ပေါ်နေတာဒီကောင်ကောင်။ရွှေပါကြီးရဲ့ကောင်ကောင်။ဘုံမလေးလေးပြောရအောင်။ရွှေပိုင်းမှာတော့အတော်လေးကိုညံ့ခြင်းနဲ့ညံ့ခြင်းခဲ့ပါ။ဟုတ်ကဲ့။မကန်တရားကသူ့ဘက်မှာမျက်နှာသာပြေးလာ။ဟုတ်ကဲ့ဗျာ။အင်းကန်တရားကမျက်နှာသာပြေးလာ။မှန်ပြီ။ရှမ်းမြောက်မှာအရင်းနှီးနေစဉ်ကာလမှာတော့ဟုတ်ကဲ့။တရုတ်ရဲ့ policy ကတက်ရှိပေါင်းရှောင်ခဲ့တယ်။ဟုတ်ကဲ့ဗျာ။ နောက်ကျွန်တော်တို့ဒီရခိုင် A A ဘက်မှာရင်းနေတဲ့ကာလမှာလေဒီကဒီအမေရိကန်ရဲ့သမရအပြောင်းလဲနဲ့သူရဲ့မူဝါဒအပြောင်းလဲအရာ တက်ရှူပေါ့ချောင်ခဲ့ဟုတ်ကဲ့ဗျာအဲ့လိုပဲထပ်မံပြီးဖီးယားပေးလာမယ်ကယံယူပေါ့ကယံဘက်ကအုပ်စုရဲ့ဖီးယားပေးမှုကိုခန်းမရတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ညဘူရီကြားဖြန့်ပါညာဆိုပြီးတော့ခြေခုပ်ကိုခေခေပတ်ပြီးကြက်ပုံနဲ့အာ တရုတ်ရဲ့ဖျားပြီးမှုကြောင့်ဒီဘက်ကဒီဗမာသိုးရကိုအကျက်ကင်ပြီးတော့ခက်တွေ့စီမဲ့ခင်ရယူအပါဝင်ပေါ့နော်ဟုတ်ကဲ့ရအောင်ဆောင် BGF ပြီးပါတယ်ပြောရင်အကုန်လုံးကတွန့်နေတူဒုက္ခရောက်နေတာဟုတ်ကဲ့ရအဲ့တော့ကမ်းတော်ကတက်ရှူပေါ့အများကြီးပြန်ပြောချောင်းသွားတော့တွေ့ရဟုတ်ကဲ့ပါဗျာအဲဒီအချိန်လေးကိုပဲအခွင့်အခါကောင်းအဖြစ်အသုံးမချတဲ့ရင်တော့ဒီစစ်တပ်က ော်တော်ကြီးကိုညံဖြစ်နေစစ်တယ်လို့ကျွန်တော်တို့ပေါ့ပွန်လည်းဝေဖန်တော့ဒါဆိုရင်ဒီလိုအချိန်ကောင်းအချိန်နေကောင်းတွေကိုအသုံးချပြီးတော့ခင်ဗျားနဲ့ကျွန်တော်တကပြောခဲ့ဘူးတို့ပဲဒီအချိန်မှာတော့ညီညာကြီးတကလည်းပြောနေတာပြောဘလူးဆိုင်လေးတီးတင်တာတီးလို့ပဲထပ်ပြောရမှာပေါ့မှန်နေပြီကဲဆိုတော့ဒါကတော့ဟိုရင်တော့ပြောတဲ့ဟာနဲ့တူပါတယ်သူ့ရဲ့အပါရစီပါတွေကိုလက်ကိုစုံနေကြတာနော်တော်ဆန်းစုနေကြည့်နေပတ်သက်ပြီးရောဒီကောင်ကအဲ့မပြောရေးချင်ဘူးမြင်မြပြောရေးဘူးနော်အမှန်တရားတွေပြောနေတာနော် ဘောကမင်းမောင်ကလည်းမေးလုံးဝကိုဒီရှေကိုမေးတာသူတို့တရားကဟိုအရင်တော့ကပြောထားတဲ့ရုတ်တံဖန်တူပါတယ်ပြင်ပြီးတော့တွေ့လာတော့ခုအတိလားဆိုပြီးတော့ကျွန်တော်ပြင်ပြီးတော့တင်ဆက်ပြီးတာဟောင်းနည်းနည်းဖြစ်နေတာဒါပေမဲ့လည်းတရားကကျွန်တော်တို့စစ်တက်လို့ပြီးတော့ရဲ့အခြေအနေကိုသိရတယ်မင်းရတယ်ဗောနော်တရားကဘလူတွေသူတို့တွေကလည်းဒေါ်ဆန်းစုကြည်ကိုပပတ်ဆက်ကိုလည်းသူဒီမြန်မာကြီးနဲ့တယောက်ကလည်းမစည်းရုံပြောရည်ဘူးပြီးရင်ဟိုကအာဩဃာမိမောင်နော် အမျိုးရုပ်ကလည်း အာသူရဲ့အမိတွေကပြောကြီးဘာလို့လဲဆိုလို့ရှိရင်ဒီမြန်မာမေးတဲ့ကောင်ကိုထောင်ထိတ်ကရောက်ပေါ်နေတာနော်ညံဖင်းနေလို့ပါသူရဲ့ဘာလို့အာရဘာရပြောခိုင်းတာသူရဲ့ဘာဆွေဘကိုပဲအာဒီကောင်ညံဖင်းနေဘာညာဘောတော့အမျိုးမျိုးပြောခိုင်းတာဒါကတော့အာဒီမနေ့ကင်းမှာရရှိထားတဲ့ရွတ်တန်ဖန်နဲ့သတင်းတွေကိုတက်နေတယ်တော့အချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတူလိုင်းဘသူမြအားလုံးကိုလည်းကိုယ်ကြမှာချင်းစစ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ